ဘေကင်းကြံမှာချမ်းမြေ့ပြည့်စုံနိုင်ကြပါစေကြောင်းဆုတောင်းမြတ်တာပေးပို့လိုက်ပါရခင်ဗျာခੁနေသောမိမိတ်ဆွေပေါင်းမိမိကိုယ်ကိုယ်လည်းကောင်းစီတဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေခင်ဗျာကျွန်တော်နေ့စဉ်ဟောဒရန်လေးတွေစူးစားတင်ဆက်ပေးနေပါတယ်ဒီနေ့2025ခုဇွန်လ29ရက်တနင်္ဂနွေနေ့တနေ့စာအတွက်တနေ့တာဟောဒရန် ဖြစ်ပါတယ်ခင်ဗျာဒီနေ့ဟာခုနှစ်သားမိမိတ်ဆွေများအနေနဲ့အိမ်အဝယ်ရောင်းဆွေအဝယ်ရောင်းလုပ်ငန်းများရေယထာအိမ်တော်ရေးဆိုင်ရာကိစ္စများအိမ်ပြင်အိမ်ပြောင်းဥပဒေရေးရာကြီးကဲသူအထက်လူကြီးများနဲ့ပတ်သက်တဲ့အလုပ်တွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ဒီနေ့အတွက်ကံတရားရဲ့အထောက်ပံ့ရစေဖို့ဆိုရင်အနီရော အဆက်အပြောက်အကြောင်းကြားများများပါတဲ့အဝိဇ္ဇာသုံးဆောင်တွေကိုအာပြုဝိစေသုံးဆွဲပါဒီနေ့တနေ့တာအတွက်ကံကောင်းလက်ရှင်စေတဲ့ကဏ္ဍတွေနံပါတ်တွေကတော့တိကဏ္ဍရှိကဏ္ဍတို့ဖြစ်ကြပါတယ်ဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်စေဖို့ဆိုရင်အုံးရွယ်လေးတရွက်နဲ့တို့ပြီးခောက်ပြီးဆူတောင်းပါဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင် မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်အုံသီးပါတဲ့မုံတစ်မျိုးမျိုးအုံစိမ့်ရီအုံယူတစ်မျိုးမျိုးလှူဒန်းဒါနပြုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်ကြပါစေကိုယ်စိတ်နှဖျားစမ်းမာချမ်းသာစွာဖြစ်လဲလိုရာဆန္ဒမှန်ရပြေဝတော်မူနိုင်ကြပါစေခမညာ